ပေးသမားအလုံးမေးမူလာပါရှင်။ပေးသမားအလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရင်ကျမတို့ channel လေးကနေပရလောကနဲ့စိတ်ဝင်စားဖွယ်အောင်ဂမီယောဖြစ်ရဲ့စံချိန်ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးဆရာအခါစော်ရေးသားထားတဲ့မရဏတစီရထားဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆလန်လီမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဆလန်တင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ ဘေးနာအနုဒီခေါလောင်းလေးကိုလည်းနှိပ်သွားပြီးဖို့မိပါနေရှင်။ဒါဆိုရင်ဇလနီကိုပဲစတင်လိုက်ပါပြီ။ဘာကြီးပေါ်ဆန်ပြို့ဘာကြီးပေါ်ဆန်မနဲ့စောစောစီစီချက်ပေါင်းဝစီကခေါ်တန်ချလိုက်ရတာကြောင့်ဘာကြီးပေါ်ဆန်တယောက်ချက်တကားဝစီကိုခေါင်းပြူပြီးတော့ခြောက်ကြည့်လိုက်တော့ချက်အတွင်ဝင်လာသူကတော့ရွာဦးเจ้าကចောင်းသားကြီးငပောက်ဆိုသူပဲဖြစ်တယ်။ငပောက်ရောက်လာရင်တော့ရွာဦးเจ้าဆရာတော်ကကိစ္စတခုခုရှိ၍အခေါ်ခိုင်းခြင်းဖြစ်မဲ့ ဘာကြီးပိုးဆိုင်တရားထိလိုက်တော့ရင်လာဟေးငါပေါက်ရဆိုပါဦးဆရာတော်ကဘာမေးလိုက်ပြန်ပြီလဲဒီတကားတော့ထူးတယ်ဘာကြီးပိုးဆိုင်ရဆရာတော်ကဘာကြီးပိုးဆိုင်အခုချက်ချင်းမင်းရွာဦးเจ้าကိုလာခဲ့ပါလို့မိန့်မလိုက်တယ်တခုခုတော့ထူးပြီထင်တယ်ဘာကြီးပိုးဆိုင်ကရေရိုးလိုက်ရင်လက်ရင်းမှာချိတ်ဆွဲထားတဲ့မျက်နှာတုပ်ပွားကိုခေါင်းမှာပတ်လိုက်ပြီးတဲ့နောက်တော့ငါပေါက်နဲ့အတူတူလမ်းလျှောက်ထွက်ခဲ့တယ်အချိန်ကာလအပြင်တော့1980ပြည့်လို့နှစ် အချိန်ကာလအပြင်တော့1980ပြည့်လွန်နှစ်ကာလအချိန်ပဲဖြစ်တယ်။ဘာကြီးပေါ်စံတို့ရွာကလေးကအဝေးပြေးရထားလမ်းမကြီးနဲ့မလန်းမကန်မှာတည်ရှိတယ်။ဘာကြီးပေါ်စံကအဲ့ဒီရွာမှာပဲငယ်မွေးချမ်းပေါက်တူဖြစ်ပြီးတော့ရွာရှိတက်ကြီးရွယ်အိုးရှေးမီနောက်မီလူကြီးတအိုးဖြစ်တယ်။အသက်80နှစ်နာနီးနေပြီဖြစ်တဲ့ဘာကြီးပေါ်စံကဖိုးကြီးကျောင်းသားငပောက်နေအတူခြေလမ်းမမှန်ရှင်ပြိုင်သွားလာနိုင်သေးတယ်။ရွာမထွက်လာပြီးတော့တခေါ်တတခန့်ရှောက်လာပြီးတဲ့အခါတော့ ရွာဦးဖုန်ကြီးကျောင်းကိုရောက်လာခဲ့တယ်။ရွာဦးဖုန်ကြီးကျောင်းမှာရှေးကတုံးဟာဆောက်တည်ပြီးတရားကျင့်ကြံကြတဲ့ရဟန်းတန်ခါးတွေနေထိုင်ကြတဲ့ကျောင်းကြီးဖြစ်တာမို့ရဲရွာနဲ့အနှင်းငယ်လမ်းနေ။ကျောင်းကြီးစီကိုလမ်းဝင်လိုက်တဲ့အခါတော့ယထာလမ်းစီမှာယထာကြီးတစီကဘူဘူးပေါ်ပေါ်အတန်ပီးနေ ခုံမောင်းသွားတာကိုလမ်းမြင်တွေ့လိုက်ရတယ်။ဖုန်ကြီးကျောင်းမှာယထာလမ်းနဲ့မလမ်းမကက်မှာတည်ရှိပြီးတော့ငင်းပြိုင်ပုံတရံတည်ရှိတဲ့ကျောင်းပေါ်မှာကြည့်ရင်တော့ယထာလမ်းကိုမျက်ဝါးထင်ထင်တွေ့မြင်ရတယ်။ ။ဘာကြီးပေါ်ဆန်တရားကိုចမ်းမုံဦးတက်သွားတဲ့အခါတော့ចမ်းမုံမှာရွာလူကြီးဥဖိုးတို့လည်းရောက်ရှိနေ။ရွာဦးចောင်းဆရာတို့ကပလက်ကလထိုင်တလုံးမှာထိုင်ပြီးတော့ခြေလုံးတလုံးကိုကင်ထားကအရှိမခွားတို့အမိရတဲ့ဖိုးကြီးចောင်းသားကလေးကကျုံကျုံကလေးထိုင်နေတော့တယ်။အနားမှာရွာလူကြီးနဲ့တခြားဦးစင်းတွေကထိုင်နေကြတယ်။ဟောဒကာကြီးပေါ်ဆန်တော်ရောက်လာပါရောလား။ဦးဆန်ဘိုးကရွာလူကြီးရဲ့နေပေးမှာကျုပ်ကျုပ်ကလေးဝင်ထိုင်လိုက်ပြီးတော့ဆရာတော်အားဝှေ့ပြေးလိုက်ပြီး မမဖျားတပည့်တော်ရောက်ပါပြီဒီကခွားတူဆိုတဲ့เจ้าကညာယထာကြီးတစဉ်တွေ့တယ်ဆိုပြီးလိန်ပြောနေတယ်အဲ့ဒါသူ့ကိုတန်းခတ်မလို့ဒါပေမဲ့တကားဖူးတို့ကရှေးမီနောက်မီတကားကြီးပေါ်ဆံကိုမေးကြည့်တဲ့နယ်ပြောလို့အခေါ်ခန့်လိုက်ရတာပဲတကားကြီးတင်းမဖျားကဲမောင်ခွားတို့မိဘလူတွေ့ခဲ့တယ်ဆိုတာမှန်မှန်ပြောစမ်းခွားတို့ကအဖြစ်ပေးခင်ရမှာဆိုတာကြောင့်စိုးထိတ်နေရတယ်ဒီဒီလိုပါပါကြီး ညတကောင်အချိန်လောက်ကျွန်တော်အပေါ်ပါသွားချင်လာတဲ့အကြောင်းကိုဆင်းလာခဲ့ပါတယ်။ပုံမှန်ဆိုရင်တော့ကျောင်းကူရီကိုသွားပြီးမိညနေတဲ့အခါကျွန်တော်တို့ကကျောင်းဝန်းနှပြီးချက်စည်းဝါနေပြီးတော့ယထာလမ်းဘက်ကိုအပေါ်သွားတာများပါတယ်။ညကျွန်တော်အပေါ်ထွက်သွားတဲ့အချိန်ယထာကြီးတစင်းဟာယထာလမ်းအတိုင်းခုံမောင်းလာပါတယ်။ယထာလမ်းမှာယထာလာတာစမ်းသလားကွာ။ဒီတိုင်းဆိုရင်တော့မစမ်းပြီးမိယထာကြီးကကြည့်ရတာတမျိုးကြီးပြ။ဘလို့တမျိုးကြီးလဲ။ ထားကောင်းကလေးလုံးလုံးဝိုင်းဝိုင်းကြီးနဲ့ပြီးတော့ရထားသွားတဲ့ခါလေးမိန်းကလေးဖြူဖြူကြီးတွေက တင်တိုက်တွေလို့ဟုန်ခင်းနေရပါပဲဘာကြီးရဲ့ရထားတွေ့ဆိုင်ကစိတ်ဆန်းလောက်ပဲရှိပြီးတော့တွေ့ဆိုင်တွေကမိတွေထင်းလင်းနေပြီးအထဲမှာလေလူတွေပြင်းနေပဲလူတွေကလည်းကွီကွီကောကစကားတွေပြောရင်းနဲ့လိုက်လာကြတာစူညံနေတာပါပဲအဲ့ဒီရထားကြီးကကျွန်တော်ကြည့်နေတဲ့အချိန်မှာပဲလမ်းကွေနာရောက်တော့ရုတ်တရက်ပျောက်သွားတယ် ခွားထူပြောဆိုပြီးတဲ့အခါတော့ရွာဦးကျောင်းဆရာတော်ကအဲ့ဒါသာကြည့်တော့တကကြီးဒီကလေးကမဖြစ်နိုင်တဲ့စကားကိုပြောနေရပဲ။ဘာကြီးပေါ်ဆိုင်ကခွားထူပြောတဲ့စကားတွေကိုအသေးစားနားထောင်ပြီးတော့ခေါင်းညှိလိုက်တယ်။ဒီကလေးကိုထမ်းမတက်ပါနဲ့ဖေ။ဒီကလေးပြောနေရတွေကအမှန်တွေပါ။အလိုအမှန်တွေဆိုတော့သူပြောတဲ့တရေရထားကြီးကတကယ်ရှိခဲ့တယ်ပေါ့။ဟုတ်လားတကကြီး။ရှိပါရဲ့ဖေ။သူ့လိုမျိုးအဲ့ဒီတရေတဲ့ ူ့လိုမျိုးအဲ့ဒီတရေရထားကြီးကိုမြင်ခဲ့တဲ့လူနဲ့အရင်ကရှိခဲ့ဘူးပါလေ။ဥဖိုးဆိုင်ပြောလိုက်တဲ့အခါတော့နားထောင်နေကြသူတွေအလုံးအားအသင့်သွားတော့တယ်။ရွာလူကြီးဥဖိုးတို့ကဒါဆိုဒီကလေးပြောနေရတွေက အမှန်ပေါ့။ဟုတ်ပါတယ်။အဲ့ဒီအဖြစ်ကကျုပ်တို့လူရိုးရွအဲ့ဒီအဖြစ်ကကျုပ်တို့လူရိုးပေါက်ရွယ်တော့ကဖြစ်ခဲ့တဲ့အဖြစ်ပြက်ပါ။အချိန်ကာလအပြင်တော့မြန်မာနိုင်ငံတော်ဒုတိယကမ္ဘာစစ်မီးကြီးတောက်လောင်နေတဲ့အချိန်မှာ ဥပိုးဆိုင်ကအဲ့ဒီချိန်ကလူပြိုပေါက်ရေခန့်သာရှိသေးတယ်။တိုင်းမီမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာဂျီဝါရီမှလည်းမငြိမ်မသက်ကြောက်လန့်နေကြရတယ်။လူသားတွေကိုတက်ရှိတွေလို့ပဲမမတ်ယူပဲတက်ဖြတ်ချင်တိုင်းတက်ဖြတ်တကြတယ်ဖက်စစ်ဂျပန်စစ်သားတွေကိုကြောက်ရတယ်လို့ပဲတိုင်းမီမငြိမ်မသက်ဖြစ်ချိန်မှာတော့စူပူထကြတတဲ့ခိုးသားတမျအုပ်စုတွေရဲ့ရန်စွေကလည်းကြောက်မက်ဖွယ်ကောင်းလာတယ်။အဲ့ဒီချိန်ရွာသူရသားတွေကရွာထဲမှာမနေဝန်းကြပဲ တော်ရင်တောင်နေမှာပိုးရှောင်ကနေကြရတယ်။ကိုရင်ဘောဆန်လူရွာကတော့ဂျပန်နေဆစ်ဆုပ်ခွာတဲ့လမ်းပေါ်မှာကြားရောက်နေရမလို့မကြာခဏဆိုသလိုပဲဂျပန်စစ်တပ်တွေရောက်လာပြီးတော့ကျွေးနွားရီနဲ့ဆန်စပါးရိခါရီကိုလူရဲ့ချင်းခင်ရတယ်။ကိုရင်ဘောဆန်တို့မှာတော့ရွာနဲ့ဝေးကွာတဲ့ဖုန်ကြီးကြောင်မှာဆစ်ဆောင်နေအဖြစ်ပုံအောင်နေထိုင်ကြတယ်။ဂျပန်စစ်သားတွေကတော့ဖုန်ကြီးတွေကို တိုက်ခိုက်လို့မရှိရမို့ဖုန်ကြီးကြောင်မှာလာရောက်တိမ်းရှောင်နေထိုင်သူတွေကလည်းများပြားလာပြီးတယ် ကိုရင်ပေါ်ဆိုင်တို့ကတော့ယထာလန်ပီခွေမှာယာနေတီးနှံတွေကိုစိုက်ဖြိုးကြတယ်။တခုတော့နှိမ့်လေခင်မှာတော့ယထာလန်မကြီးအတိုင်းယထာကြီးတစင်းကမောင်းနှင်လာခဲ့တယ်။ရင်းနှီးမှုယထာကြီးမှာတွဲဆိုင်ဆေးဆိုင်ခံပါပြီးတော့အတော်ရှိလျားလာတယ်။အရှိပိုင်းတွဲဆိုင်လေးဆိုင်ခံမှာလူစည်းတွေတွဲဆိုင်တွေဖြစ်ပြီးတော့ကျန်တဲ့တွဲဆိုင်တွေကတော့ကုန်တင်တွဲဆိုင်တွေနဲ့73စီတွေကိုတင်ဆောင်လာတဲ့တွဲဆိုင်မိမိကြီးတွေပဲဖြစ်တယ်။ ဂျပန်ရထားတွေလာရင်တော့ဂျပန်စစ်သားတွေကရထားလမ်းပေးမှာတွေ့ရသူတွေကိုမတင်ကသူလို့ယူဆပြီးတဲ့အခါတော့တနက်နေ့ပြစ်ခတ်တတ်တာမို့ရထားလာတဲ့အခါရွာသူရသားတွေကရထားလမ်းပေးမှာမနေရဘဲနဲ့ပုံအောင်နေကြရတယ်။ရထားကြည့်လာပြီဟေ့ရထားကြည့်လာပြီရထားလမ်းနဲ့ပြီးညောင်မကြီးတပင်ပေါ်မှာကင်းဖြင့်တက်ကြည့်နေတဲ့ရွာသားတို့ကပြောဆိုလိုက်တဲ့အခါတော့ယာကင်းထဲမှာအလုံးလုံးနေကြတဲ့ကိုရင်ဆံမိုးတို့လူသက်တိုက်ကယာကင်းတပေးမှာရှိတဲ့ မိသားတာပေါင်းကြီးနဲ့ဘေးကိုပြေးဖို့ကပုံအောင်ကြတယ်။ကိုရင်ပေါ်ဆန်တို့ပုံအောင်လိုက်တဲ့အချိန်မှာပဲယထာကြီးဟာတကြုံကြုံနဲ့ခုံမောင်းသွားတော့တယ်။အဲ့ဒီလိုခုံမောင်းပြီးရွာကွက်တီဟာဖျက်ကျော်ကခလန်းလန်းရောက်တဲ့အချိန်ကောင်းကင်ပေါ်မှာစူညံနေအင်ဂျင်တန်တွေကိုကြားလိုက်ရပြန်တယ်။လင်းပြန်နေလာပြီဟဲ့။လင်းပြန်နေစီကယထာလန်းအတိုင်းပြန်တန်းမောင်းနေလာကြပြီးယထာကြီးဟာဆက်တက်နေတွေနဲ့တတက်တက်ပြစ်ခတ်နေရောတယ်။ကျေလောင်လာတဲ့အတန်တွေကြောင့်ကိုရင်ပေါ်ဆန်တို့မှာ နောက်လက်နဲ့ဖက်နဲ့ပိတ်ထားကြရတယ်။လေးရင်နဲ့စီကရထားကြီးအနီးကနေကပ်ပြန်သွားပြီးတော့လေးရင်ဝမ်းမှာကတ်ထားတဲ့ဘုံတလုံးကကျဲချသွားတယ်။ဘုံကနေတန်ကြီးတစ်ချက်ကျဲလောင်စွာကြားရပြီးတဲ့နောက်တော့ဘုံဒီမှာရထားကြီးခုံမောင်းနေတဲ့ရထားတန်လဲနှပီးကိုပြုတ်ချပောက်ခွဲသွားတော့တယ်။ပောက်ခွဲတဲ့ချိန်ကျောင်းရထားကြီးကဒုတိယရထားတွေမှာလမ်းမီးကိုလဲချသွားပြီးတော့ကျန်တဲ့ရထားတွေဒီမှာလေလမ်းမီးကိုအတွဲလိုက်လဲချကုန်တော့တယ်။ ရထားပေါ်မှာစီးနင်းလိုက်ပါလာကြတဲ့လူတွေကကဲပါယူပါတဆာဆာနဲ့အတကုံဟစ်ကအော်ဟစ်နေကြတော့လေဒါပေမဲ့ကိုရီးပိုးဆန်တို့ကတော့တွားရမခဲ့စေရဘူးရထားစီးနင်းလာသူတွေကဂျပန်စစ်သားတွေနဲ့စစ်အတိုင်းဝိုင်းရလူတွေဖြစ်တယ်လို့ခန့်မှန်းရတယ်။မကြခင်ပဲလေးနှစ်စီးကလဲပြန်လာပြီးတော့လဲချနေတဲ့ရထားကိုထပ်မံပြစ်ခတ်ပြန်နေရထားတွေ့ဆိုင်အနောက်မှာပါလာတဲ့စက်သီးစီတွေကြီးကမိထလောင်ပြီးတဲ့နောက်တော့ ယထာတွေအားလုံးကိုမီးဆွဲလောင်သွားလို့ရတယ်။ယထာပုံမှာရှိတဲ့လူတွေကတော့အရှင်လက်လက်မီးလောင်ခင်ရပြီးအော်ဟစ်တည်ဆုံကြရတယ်။ဒီရင်တွေဖျက်ဆီးပြီးသွားတာနဲ့ကိုရင်ဘောဆန်တို့လူတွေကရွာစီကိုအလင်းမြန်ပြေးထွက်လာခဲ့ကြတယ်။အဲ့ဒီယထာကြီးကိုတော့ဒီရင်ပြန်လေထပ်မံပြစ်ခတ်မှာဆိုတာကြောင့်သွားမကြည့်ရကြဘူး။ညရောက်တဲ့အခါတော့အဲ့ဒီယထာမောက်ထားတဲ့နေရာမှာကြောက်ခမန်းလီလီအော်တန်ကြီးတွေကိုကြားရတယ် ွာသူရွာသားတချို့ကလူစုကတွားရောက်ကြည့်ရှုကြတဲ့အခါတော့မီးလောင်ကျွမ်းပြီးတန်ထေခိုင်းနေနေတန်ထေခိုင်းနေနေပြတပိုင်းကျနေတဲ့ယထာတွေးကြီးမှလွေပြီးတော့ဘာရားမှမမြင်တွေ့ရဘူးအဲ့ဒီယထာတွေးကြီးရှိနေတာအဲ့ဒီယထာတွေးကြီးရှိနေတဲ့ညစဉ်ညတိုင်းမှာအော်ဟိငူယူတန်တွေကိုအမြဲချနေရတယ်အဲ့ဒီယထာပြကြီးအနည်းကိုတော့ညဘက်မပြောနဲ့နေခင်းပတ်တာမှခြေဦးမလေးရဲကြဘူးတလားခံကြတဲ့အခါမှာတော့ယထာပြကြီးအားဝင်းတင်းယထာတစီနဲ့ လိုက်ရောက်ဆဲယူသွားကြတယ်။ယထာတွေးဆိုင်အပြက်တွေကလမ်းဘေးမှာအတိုင်းသားရှိနေတယ်။အဲဒီလိုဖြစ်ပြီးသုံးလခဲ့ကြတဲ့အခါတော့အရာအလုံးညီညီတက်တက်ပြန်ဖြစ်လာတယ်။စင်မီရဲ့အရေးရောင်တွေကလည်းအနှင်းငယ်တည်ငြိမ်လာတယ်။ဒါပေမဲ့ဖုန်ကြီးเจ้าမှာတော့ဆစ်ဆောင်တွေကစူဝေးနေထိုင်ကြသေးပဲ။အဲဒီဆစ်ဆောင်တွေအတွင်မှာတော့အောင်ဘူးဆိုတဲ့ကလေးတူကညာချင်းယထာကြီးတစင်းကိုမြင်တွေ့ရရင်လို့ပြောဆိုနေတတ်တာကိုသတိထားမိတယ်။ အောင်ဖူကအသက်70နှစ်ကျန်တာရှိပြီးတော့ဆစ်ဆောင်မိသားစုတစုရဲ့ကလေးပဲ။ကိုရင်ပေါ်ဆန်တို့လိုလူငယ်တွေကတော့ရှိတဲ့မိယာမှာပဲတီးနံတွေစိုက်ပျိုးကြပြီးတော့ဝဟီးအထွက်ဖြည့်ရှင်ရတော့လေ။အောင်ဖူတို့လိုကလေးတစ်တိုင်းမှာတော့ဖုန်ကြီးကြောင့်အနည်းပါးမှာအပူပင်ကြီးမဲ့စွာပြေးလွှားဆော့ကစားတတ်ကြတယ်။တညက်နေခင်ကိုရင်ပေါ်ဆန်တို့ယာကင်းလေးကပြန်လာတဲ့အချိန်မှာတော့အောင်ဖူတို့ကလေးတစ်တိုင်းကရထားလမ်းပေါ်မှာဆော့ကစားနေကြတယ်။ အဲ့ဒီချိန်ကယထာလမ်းမှာအပြက်စီးတွေဖြစ်ပေါ်နေတာကြောင့်ပုံမှန်ယထာအသုံးပြုမှုမရှိဘူးအဲ့ဒီချိန်မှာတော့အောင်ဘူးကယထာလမ်းတနေရာကိုလက်ညှိုးထိုးပြပြီးအတန်ချိန်ကြီးနဲ့အော်ဟစ်တော်တယ်ဟိကောင်နေယထာကြီးလာနေပြီကွာယထာကြီးကျန်တဲ့ကလေးတွေရောကုရင်ပေါ်ဆံမှာအောင်ဘူးထိုးပြရနေရာကိုကြည့်ရခါတော့ဘာယထာကိုမှမတွေ့ရပဲမျက်တွေနဲ့ဖုံးလန်းပျက်စီးနေတယ်ယထာတန်လန်းကိုသာတွေ့ရတယ်ကိုရင်ပေါ်ဆံကအောင်ဘူးပခုံးကိုပို့လိုက်ပြီးတော့ ဟိတ်ကောင်အောင်မှုမင်းကွာဒီယထာလမ်းပြက်ကြီးမှာဘလို့လုပ်ပြီးယထာလာမှာတော့ကွာအောင်မှုကအကြောက်ကန်နေမဟုတ်ဘူးကိုကြီးလာနေပြီဟောအခုပဲဒီနားကနေဖြတ်သွားတာအောင်မှုကတစုံတစ်ခုကိုမြင်တွေ့နေရတဲ့အလားယထာလမ်းအတိုင်းမျက်စိတစုံတောက်လျှောက်လိုက်လံကြည့်ရှုနေရော်ရင်ကိုရင်ပေါ်ဆံမှာထူးဆန်းသွားတာကိုခံစားမိလိုက်ရတာကြောင့်ပြောစမ်းမအောင်အောင်မှုကမင်းကဘလို့ယထာတွေးလိုက်လို့လဲကွာဒီလိုကိုကြီးပြောရ ယထာကြီးကမိကုလုံးဖြူဖြူကြီးတွေထွက်ပြီးတော့လာတာယထာပုံမှန်လေလူတွေအများကြီးပဲအဲ့လူတွေကအော်ဟစ်ပြီးတော့စကားတွေပြောနေကြတယ်နောက်တော့ယထာလမ်းမင်းသားမှာရှိတဲ့လူတွေကို ပရင်းပေါက်တွေကနေလက်ပြပြီးတော့နှုတ်ဆက်သွားကြတယ်အောင်မူစကားကိုကြားရတဲ့အခါကိုရင်ပေါ်ဆန်တယောက်ခေါင်းမွေးပင် ထောင်သွားရတော့တယ်သူတို့မျက်စိရှိမှတင်တိမ်ပေါက်သွားတဲ့ယထာကြီးများလားပေါက်သွားတဲ့အချိန်ညညချောက်လန့်တက်တယ်ဂျပန်နေစီးနင်းလာတဲ့ယထာကြီးများလားလို့တွေးတောနေမိတယ် တော်ပြီအောင်ဘူးနောက်အဲ့ဒီရထားကြီးကိုတွေ့လက်လေးမပြနဲ့ကြည်လည်းမကြည်နဲ့ဟုတ်ပြီလားအောင်ဘူးကခေါင်းကြီးပြတော့တယ်ကိုရင်ပေါ်ဆိုင်ကအဲ့ဒီအဖြစ်ကိုအရင်မှပါတဲ့အဖြစ်လို့သတ်မှတ်လိုက်ပြီးတော့အခြားဘယ်သူကမှမပြောမိပဲမိမိရော်ရော်ဖြစ်နေရောတယ်အဲ့ဒီဖြစ်ပြဖြစ်သွားပြီးနှစ်ပတ်ခန့်အကြာမှာပဲကိုရင်ပေါ်ဆိုင်တို့ကညစာစားပြီးတဲ့နောက်တော့ဘုန်းကြီးကျောင်းအောင်မှာထိုင်ကစကားဆက်ပြီးပြောနေကြတယ်ဆစ်ဆောင်မိသားစုတွေကလည်းမိမိတို့စွန့်ပြစ်ထုတ်ခါလာခဲ့ကြတယ် ဂျီဝါရီကိုတဆတဆပြန်သွားချတာကြောင့်မိသားစုသုံးလေးစုသာကျန်တော့ရီအောင်ဘူးလူမိသားစုကရွာဦးကျောင်းမှာရှိတဲ့ဖိုးကြီးတစ်ပါးနဲ့တီကျွမ်းလာကြောင်းတုံယုံနဲ့မပြန့်ဖြစ်သေးဘူးအင်းလူစကားပြောနေစမှာရထောင်းအော်ဆွေတန်ကြီးကိုကြားလိုက်ရတယ်မကြားစဘူးကြားလိုက်ရတာမို့ကိုရင်ပိုးစံတို့အာအော်သွားပြီးတော့ရထားလန်းကိုလှမ်းကြည့်နေမိရင်မိဘဖြူဖြူကြီးတွေတူဦးထွက်နေတဲ့ရထားကြီးတစ်စင်းကအလျင်မြန်ခုံမောင်းလာတော့တယ်ရထားတွေ့ဆိုင်တွေကလည်း မိရောက်တွေကိုထိနေအောင်ထွန်းထားတယ်။အဲဒီအချိန်အောင်ဘူးရဲ့အမိကဟိုးကြီးကြောင်အောင်မှာအော်ဟစ်လိုက်တော့တယ်။လုံးကြပါဦး။အောင်ဘူးတယောက်ယထာလက်ဘက်ကိုပြေးထွက်သွားလို့ကိုရင်ပေါ်ဆန်တို့ကအောင်ဘူးအားလမ်းကြည့်လိုက်တဲ့အခါတော့အောင်ဘူးကဖိုးကြီးကြောင်အထွက်လမ်းမှာနေပြီးတော့မိယထာလက်စီကိုပြေးသွားနေရကိုတွေ့ရတယ်။ကိုရင်ပေါ်ဆန်တို့လူတက်တိုင်လေးအောင်ဘူးနောက်ကိုပြေးလိုက်ခဲ့ကြတယ်။ကိုရင်ပေါ်ဆန်ကအပြေးမြန်လာမှုယထာလက်အနီးရောက်ခဏဒီမှာအောင်ဘူးကိုအနောက်ကနေမိသွားတော့တယ်။အောင်ဘူး မင်းဘာလုပ်တာလဲရက်လိုက်စမ်းအောင်ဘူးကနားမထောင်မင်းနေယထာလန်ကုံကြီးကို ကုန်းဖက်တက်သွားတော့တယ်အိမ်နောက်ယထာတန်လန်ဘုံကိုတက်ကအားရဝန်တာနဲ့ယထာကြီးအားငေးကြည့်နေတော့တယ်ကိုရင်ပေါ်ဆန်လေးယထာတန်လန်ဘုံကိုခုန်တက်လိုက်ပြီးတော့အောင်ဘူးပခုံးကိုဆုပ်ကန်လိုက်တယ်အောင်ဘူးမင်းဘာလုပ်တာလဲကွာယထာတိုက်လို့တေသွားမယ်လာပြန်စင်းလာခဲ့ကိုရင်ပေါ်ဆန်ကအောင်ဘူးလက်အားဆွဲတော်တယ် ောင်မှုကကိုရီပေါ်ဆိုင်ခေါ်ရအနောက်ကိုမလိုက်ပင်နေရုံးကန်တော့ရထားကြီးဟာတဖြည်းဖြည်းနီးကျလာပြီးတော့ရထားဥကောက်ရှိမိမောင်ကြီးကလင်းလက်နေတဲ့မီးလင်းရောင်ကဖြာချလာတော့တယ်။အောင်မှုကကိုရီပေါ်ဆိုင်ကိုစောင်းတုံးထုတ်လိုက်တဲ့အခါတော့ကိုရီပေါ်ဆိုင်ကဟန်ချက်ပြတ်သွားပြီးရထားလမ်းကုန်းပေါ်မှာဂျုံတို့မောက်ကုန်နဲ့ပြုတ်ချသွားတော့တယ်။အောင်မှုလိုခလေးတယောက်ဖို့တော့ကိုရီပေါ်ဆိုင်လိုလူမျိုးပေါက်တယောက်အားလွင့်ထွက်သွားစီရင်တွန်းထုံးလိုက်တဲ့အာကပုံမှန်လူတယောက်ရဲ့အမဟုတ်ကြောင်းကို ကိုရင်ဖောဆိုင်တိလိုက်တယ်။အောင်မူဝါယထာကြီးကလက်ပြန်ရင်းနဲ့မျက်နာမှာလည်းအလွန်ဝမ်းသာအားရတဲ့မျက်နှာစီးလုရှားနေတဲ့မျက်နှာမျိုးဖြစ်နေရော်တယ်။ယထာကြီးကအိုးအိုးတန်တစ်ချက်ပြပြီးရဲ့နောက်တော့အောင်ဘူအားဝင်းတိုက်သွားတော့တယ်။တိုက်သွားတယ်ဆိုတော့လေအောင်ဘူအားယထာလန်အတိုင်းရမင်းရက်နေတယ်။အောင်ဘူရဲ့ကိုလိုမှာလွင့်ထွက်သွားခြင်းမရှိဘဲနဲ့ယထာကြီးကသာအောင်ဘူရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးမောင်းနေသွားတာ။မကြာမီယထာတွေ့ကြီးကဖျက်ဆီးပြီးစီးသွားပြီး ရှေ့ရှိလမ်းခွေကြီးအနားကိုရောက်တဲ့အခါတော့မျက်စိအောင်မှာဖြောက်ချင်းမလားဖြောက်ခွေသွားတော့တယ်။ဘုန်းကြီးကျောင်းအတွင်းကလိုက်လာကြတဲ့သူတွေကအနားကိုရောက်ရှိလာတယ်။ဝင်းရင်ပေါ်ဆိုင်ကယထာလမ်းကုန်းပေါ်ကို အမြန်ပြစ်တက်လိုက်ပြီးတော့အောင်ဘူးကိုကြီးလိုက်တဲ့အခါတော့ယထာတန်လဲနှစ်ခုအကြားဇလီဖားတုံးနေအပေါ်မှာအောင်ဘူးကပလက်လန်ကလဲကြပြီးတော့ငိမ့်သက်နေရော်တယ်။ကိုရင်ပေါ်ဆိုင်ကအောင်ဘူးရဲ့ရင်ပတ်အနားကိုကပ်ပြီးနားထောင်တဲ့အခါတော့နှလုံးခုန်တမ်းမကြရတော့ အလားတူအောင်ဘူးရဲ့ဝင်းသက်ထွက်သက်တွေကလည်းစိတ်ငြိမ်ပြီးတော့သွေးခုန်တော့ကလည်းစမ်းသက်မရတော့အောင်မလေးသားလေးရဲ့အဖြစ်ဆိုးလာကြည်လားအောင်ဘူးအမေကအော်ဟင်းကိုယိုရင်မိမျောသွားတော့တယ်အနာကလူတွေကအောင်ဘူးရုပ်အလောင်းအားစိတ်မကောင်းစွာနဲ့တည်ဆောင်လာခဲ့ကြတယ်။ဘာကြီးပြောဆန်ပြောပြတာမို့ဖုန်းကြီးเจ้าမို့ရှိလူတွေအားလုံးကစိတ်ဝင်စားနေနားထောင်နေကြတော့တယ်။အောင်ဘူးကဘလို့ဖြစ်သွားရလဲဘာကြီး။သူများရေပြောတာကတော့ တစီရထားတေးရထားကြီးကအောင်မှုကိုခိုးသွားတယ်လို့ပြောတာပဲအောင်မှုကရထားကြီးနဲ့ပဋ္ဌာန်းဆက်ပါပုံရတယ်။ဘာကြီးလို့လဲအောင်မှုတည်တဲ့အချိန်တစ်ချိန်မင်းအဲ့ရထားကြီးကိုမျက်ဝါးထင်ထင်မြင်တွေ့ဘူးလားအခုမောင်ကွားတို့ကမြင်နေဆိုတော့မဟုတ်မှလဲရောသူလည်းအဲ့ဒီရထားကြီးနဲ့ရေးဆက်ဆိုးရှိပုံရတယ်။ဘာပဲပြောပြောအဲ့ဒီရထားကြီးကို မြင်တွေ့ရတယ်ဆိုတာကောင်းတဲ့သဘောတော့မဟုတ်ဘူး။ဘာကြီးကဘလို့ယူဆတယ်လဲ။အဲ့ဒီရထားကိုမြင်မှုတဲ့လူက ဲ့ဒီရထားရဲ့ခေါ်ဆောင်ရကိုလိုက်ပါရရင်လို့တော့ဘာကြီးကထင်နေဒါကြောင့်အကောင်းဆုံးကတော့ကွာတူကိုဒီဝါကနေယာယီသဘောမျိုးရှောင်ခိုင်းတာအကောင်းဆုံးပဲဖြစ်မယ်ရွာလူကြီးဥဖို့တို့ကခေါင်းတစ်ချက်ညှိလိုက်ပြီးတော့ရွာဦးချောင်းစီရတော်အားတစ်ချက်ကြည့်လိုက်တော့ရင်ရွာဦးချောင်းစီရတော်ကဥပ္ပောဆိုင်ပြောပြတဲ့အဖြစ်အပျက်တွေကိုမယုံဘူးဥပဒေကြောင့်ဥပဒေရောက်တာပါတခါကြီးရဲ့ဒါဆိုဦးစင်းမင်းမယ်အဲ့ဒီအောင်မှုတရားတာကဒီရထားကြီးကြောင့်ဆိုတာ တခါကြီးပေါ်ဆန်တိတိချာချာပြောနိုင်လို့လားဒီလိုတော့မပြောနိုင်ပါဘူးဗျာဒါတွေကတပည့်တော်ယူဆချက်တွေပါဒါပဲလေတခါကြီးရဲ့ဒီတစီရထားကြီးကိုတခြားလူတွေလည်းတွေးကြမှာပဲအခုចောင်းသားခွားတို့လည်းကန်နေနေတဲ့အချိန်မို့လို့မြင်လိုက်ရတာဖြစ်မှာပါဒီရထားကြီးကိုမြင်လို့သာတေကြီးဆိုရင်တော့တခါကြီးပေါ်ဆန်ရောအခုချိန်ကြီးနေရပါမလားဒါပေမဲ့အရှင်ဖျားတပည့်တော်တော်ဆန်တခါကြီးဒီเจ้าကိုဒီမာတင်ရက်ပြီးတော့ စက်မပြောနေတော့ကျောင်းသားခွားတို့ချီမန်းခွင်းနေဆင်ပေးမယ်။ညာတိုင်းပေးရယူခိုင်းပြီးတော့ကုတို့ကောင်းမှုလှုပ်ခိုင်းလိုက်မယ်ဆိုရင်တော့ကျောင်းသားခွားတို့တယောက်တကကြီးကောက်ချက်ချထားတယ်လို့ဖြစ်ချင်မှဖြစ်မှာမဟုတ်လား။မဟုတ်သေးပါဘူးအရှင်ဖျား။တပည့်တော်ကတော့ခွားတို့မှာအတတ်အနေရရှိနေပြီလို့ထင်ပါတယ်ဖျား။အဲဒီကဥဖို့တို့ကဗာကြီးဘောဆံပေါကိုပို့လိုက်ကောင်ဗာကြီးကိုကြုံနားလေပါတယ်။ကိုရှင်မှာလူတယောက်တီးသွားခဲ့တာကိုတွေးမိပြီးတော့ ။ဘာကြီးစိတ်တယ်ဘလောက်တုံလို့ခက်ခဲမလဲဆိုတာကိုနားလေပါလေ။ဒါပေမဲ့ဘာကြီးရဲ့အထင်တစ်ခုတည်းနဲ့တော့ဒီလူတယောက်ချင်းတည်သေးပါမယ်ဆိုပြီးပြောလို့ရပါမလား။ဘာကြီးစကားလက်တွေ့နည်းနဲ့မကြောက်ဘူးလေဗျာ။ဘာကြီးဖော်ဆိုင်ကအချင်းလေးကိုကြည့်လိုက်ပြီးမှကောင်းကြီးလိုက်ကဆရာတို့ကိုဝေးဖြေလိုက်ရင်အရှင်ဘုရားတို့စိတ်တလို့စီမံပါဗျာအဲ့လိုခက်ပြပြပြောပြီးတော့ဘုန်းကြီးเจ้าဘုံမှာပြန်ဆင်းလာခဲ့တယ်။ရွာဦးเจ้าဆရာတို့မှာကွားတူအားချီမန်းခွင်းနဲ့ချီနှောင်ပေးပြီးတော့ ပေတရားတွေဖျားစာတွေကိုလည်းစက်မှတ်ရုပ်ဆုံစေတယ်။ဒါပေမဲ့အဲ့ဒီတဲ့င်းကရွာတွင်ပြန့်နှံ့သွားပြီးတော့ပါကြီးပေါ်စားအအတော်များများကအမိမကြီးချပဲဖြစ်နေတော့တယ်။အဲ့ဒီဖြစ်ပျက်တွေဖြစ်ပေါ်ပြီးတပတ်ခန့်အကြာမှာပဲဖြစ်တယ်။ယထာလန်ကြီးမှာအခုကတောင်တင်းခိုင်မှာကောင်းမွန်နေပြီပဲ။ရွာဦးကျောင်းရှိမှာခင်းထားတဲ့ကြောက်ခင်းလန်းကယထာလန်အားဖျက်ကျော်ပြီးတော့တခြားကြီးရွာတွေနဲ့ချိတ်ဆက်ထားတာမို့လူသွားလူလာမပြတ်ပေဘူး။အဲ့ဒီခါယထာလန်မိမှာရှိတဲ့ကွင်းတွေကိုရှင်လေးက လင်းမီယာမျိုးတွေဖို့ထုတ်လောက်ကင်ချတဲ့ဖြင့်စိမ့်နဲ့ရာခင်းတွေကတမျိုးတစ်ခုကြီးဖြစ်နေရော။ဘာကြီးပိုးဆိုင်ကမနေ့စာစားတော့ပြီးရနေစပိန်တစီနေပြီးတော့ကြောက်ခင်းလမ်းအတိုင်းထွက်လာခဲ့။စိတ်ပြေလက်ပြောက်ဖြစ်စီဖို့တဖက်ရွာမှာရှိတဲ့ငယ်တငယ်ချင်းတအူနဲ့တွေ့ဆုံရန်ထွက်လာခဲ့တယ်။အချိန်ကတော့မနေ့9နာရီခန့်သာရှိသေးတာမို့ကြောက်ခင်းလမ်းမှာရာထဲစိမ့်မဲ့သူတွေလမ်းသွားလမ်းလာဈေးတွေနဲ့စီကားနေရော။ယထာလမ်းအနီးကိုရောက်လာတဲ့အခါတော့ ခလန်းလန်းကရထားအော်ဆွဲတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်။ရထားအော်ဆွဲတန်ကြီးကတာမန်အော်ဆွဲတန်နဲ့မတူဘဲနဲ့ပုံမူကျဲလောင်ကအတန်ရှိကြီးဆွဲလျက်ခုံမောင်းလာတယ်။ဘွားကြီးပေါ်ဆိုင်ကရထားအော်တန်ကြားတာနဲ့အလုံးထိတ်လန့်သွားပြီးတော့ရထားလန်းစီကိုစပိန်ကိုအားဆိုင်နေလာခဲ့တယ်။ရထားလန်းကြီးကိုရောက်တဲ့အခါတော့မိကိုဖြူဖြူကြီးတွေနဲ့ခုံမောင်းလာတဲ့ရထားကြီးတစင်းကိုတွေ့လိုက်ရတယ်။ရထားကြီးကခေါင်းရင်နှွေးငွေတုံးရထားဆက်ကောင်းကြီးပဲဖြစ်တယ်။ဟော ဟုတ်ပြနေကင်းကြီးကိုပေါ်လာတာပါပဲလားဘာကြီးပေါ်ဆိုင်ကအထိတ်တလန်းနဲ့ရေရိုးမိလိုက်တဲ့အချိန်မှာယထာလန်းနဲ့ပြီးမှသွာလာနေကြသူတွေကယထာလန်းကို ကြည့်ပြီးတော့အော်ဟစ်ကြတယ်ဘာကြီးပေါ်ဆိုင်ကယထာလန်းစီကိုကြည့်လိုက်တဲ့အခါတော့ဖိုးကြီးကြောင်သားခွတ်သူကယထာလန်းပေါ်မှာမတ်တက်ရနေပြီးတော့အရှိမတက်တက်လာနေတဲ့ယထာကြီးကိုလက်ကိုဝေးရမ်းပြပြီးတော့လှုပ်ဆက်နေတာကိုတွေ့လိုက်ရတယ်ခွတ်သူဟေးကောင်ခွတ်သူအခုစီလာခဲ့စမ်း ဘာကြီးပေါ်ဆိုင်ကအတကုံအဟစ်တော်လေးကွားတူကကြားပုံမရပဲနေမြဲအတိုင်းဆက်နေရတယ်။ယထာကြီးကတဖြည်းဖြည်းနီးကပ်လာတာမို့ဘာကြီးပေါ်ဆိုင်ကယထာလန့်တာပါဘောကိုဖြည့်တက်လိုက်တယ်။အိမ်နောက်တော့ကွားတူထံကိုတဟုံထိုးပြေးသွားလိုက်တယ်။ကွားတူနီးကိုရောက်တဲ့အခါတော့တစီယထာကြီးကအလိုနီးကပ်လာပြီ။အိမ်လိုနေကွားတူကိုတပီးမှအာကုံဆောင်းတုံးထည့်လိုက်တော့ကွားတူကယထာတန်လဲနေပြီးမှရှိရဲ့ချုံမုတ်တွေအကြောင်းကိုတလေးခောက်ပြီးပြုတ်ကျသွားတော့တယ်။ ဘာကြီးပေါ်ဆိုင်ကရထားလမ်းပေါ်မှာဆင်းရဲအတွက်ကြိုးစားလိုက်တော့လေခြေလက်တွေကအေးဆက်၍လှုပ်ရှား၍မရတော့ဘဲတောက်တောက်ကြီးဖြစ်နေရော။ဘာကြီးပေါ်ဆိုင်ကရထားလာနေတဲ့ပြင်ထွက်ပြေးရမည်ဟုရဲ့အသိရှိတော့လေခြေလက်တွေကလှုပ်ရှား၍မရဘဲကြောက်ရွံ့ကြီးတယုတ်ကဲ့သို့ငုံငူကြီးရဲနေမိတယ်။မကြမီရထားကြီးကဘာကြီးပေါ်ဆိုင်တက်တဲ့အရှယ်ဟုံဖြင့်ပြေးဝင်လာခဲ့တယ်။ရထားကြီးနဲ့တိုက်မိသည်ဆိုပြီးမှဘာကြီးပေါ်ဆိုင်အားစောင်းလီအေးတစ်ချက်ကဝေကနေတိုက်ခတ်လိုက်သလို ခံစားရပြီးတဲ့နောက်တော့ဖြတ်တန်းပြီးတော့ဆက်လက်ခုံမောင်းသွားတော့လေလူစည်းတွဲတွေမှာဘာကြီးပေါ်ဆိုင်ကိုပေါ်မှာဖောက်ထင်းတွေဖြတ်တန်းသွားပြီးတော့အတွင်းမှာတော့အမျိုးစုံသည့်လူမျိုးကို တွေ့ရတယ်။အဲဒီလူတွေကတော့ပျော်ရွှင်စွာကြီးမောပြီးတော့ပရင်းပေါက်တကားမှအပြင်ဘက်ကိုလက်ပြနှုတ်ဆက်နေကြတယ်။လူစည်းတွဲနဲ့တွဲဖြတ်ပြီးတဲ့အခါတော့ယထားပေါ်မှာလူတဦးကိုတွေ့လိုက်ရတယ်။အဲဒီလူကတော့အခြားမဟုတ်ဘဲအောင်ဘူးဖြစ်နေရောတယ်။ဟမ်အောင်ဘူးမင်းမင်း ဘာကြီးပေါ်ဆိုင်ရင်ယူနေချိန်မှာပဲအောင်ဘူးကဘာကြီးပေါ်ဆိုင်ရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။အဒီလိုလှမ်းဆွဲခံလိုက်ရတာနဲ့ဘာကြီးပေါ်ဆိုင်တကူလုံးပေါ်ပါသွားပြီးတော့အောင်ဘူးခေါ်ဆောင်ရအနောက်ကိုဝါခုံဆိုင်တစ်ခုနဲ့လိုက်ပါသွားတော့တယ်။တွဲဆိုင်ရှိကြီးနဲ့မောင်းနေလာတဲ့ယထာကြီးကလမ်းခွေအနီးကိုရောက်တဲ့အခါတော့ဖြုတ်ချင်းပြောက်ခဲ့သွားတော့တယ်။ယထာကြီးကလမ်းကြီးနေကြတဲ့လူအများကအလွန်အော်ထိတ်လန့်သွားကြတယ်။ ။ယထာတန်လန်ပေါ်မှာတော့ပါကြီးပေါ်ဆန်တရားဂုံဂူကြီးမတ်တရက်နေရာကိုတွေ့လိုက်ရတယ်။ရွာကန်တွေနဲ့ဖုန်ကြီးကြောင်းသားလေးတွေကပါကြီးပေါ်ဆန်စီကိုပြေးလာကြတယ်။ပါကြီးပေါ်ဆန်ရဲ့လက်ကိုထိလိုက်တဲ့အခါမှာပါကြီးပေါ်ဆန်ကယထာတန်လန်ပေါ်ကိုခွေကနေလဲချသွားတယ်။ရွာသူရသားတွေစမ်းသပ်ကြည့်တဲ့အခါမှာပါကြီးပေါ်ဆန်တရားအသက်မရှိတော့မှန်းသိရတယ်။အဲဒီတော့မှရွာဦးကျောင်းစီရတော့နေရဲရွာလူကြီးတွေကယုံကြည်ကြတော့တယ်။ပါကြီးပေါ်ဆန် တက်စီရထားအတိုက်ခင်ရတဲ့တရင်ကအနီးပါရွာတွေကိုပင်ပြောင်းလဲသွားပြီးတော့အနီးမှာရှိတဲ့မြေထားပူရာက အရာရှိဝန်ထမ်းတွေပါလာရောက်ကြည့်ရှုကြတယ်။တချို့လူတွေကောက်ချက်ချသလိုယထာတိုက်ရိုက်တည်ဆုံခြင်းမဟုတ်ကြောင်းနဲ့အဲ့ဒီအချိန်အခုယထာလမ်းမှာလာတဲ့ယထာခီးစင်မရှိကြောင်းပြောကြားလာကြတယ်။အဲ့ဒီလူနဲ့ဘာကြီးပိုးဆန်တည်ဆုံတဲ့ကိစ္စကလိုဝယ်စမ်းကြေတည်ဆုံမှုတခုအဖြစ်နဲ့သတ်မှတ်ကြတော့တယ်။ဘုံကြီးကြောင့်သာခွားတူကိုလည်းကိုရင်စီးပေးပြီးတဲ့နောက်တော့တခြားမျိုးတစ်ပါးကို စာဝါလိုက်ရန်ပို့ဆောင်လိုက်တော့တယ်။ဒီကနေ့တိုင်အဲ့ဒီတစီရထားကြီးနဲ့ပတ်သက်ပြီးတော့ဒေသတဝိုက်မှာပြောဆိုနေကြသေးပြီ။အဲ့ဒီတစီရထားကြီးကို မြင်တွေ့လိုက်ရတဲ့လူကအဲ့ဒီရထားကြီးကြောင့်ပဲတိဆုံရမယ့်လူလို့သတ်မှတ်ကြပြီးတော့ရထားကြီးကို မြင်မိရနဲ့နေရဒေသကိုဆုံခွာကထွက်ပြေးကြတဲ့အထီးပင်ဖြစ်လျော်တယ်။ပိတ်သက်များရှင် စာရေးဆရာအခစော်ရေးသားထားတဲ့ဗရဏတစီရထားဆိုတဲ့ဇာတ်လမ်းလေးရတော့ဒီမှာနေပြီးဆုံးသွားပါပြီ။နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။